နိုဘယ်ဆုနာပတ်သက်လို့ဟစ်တလာကိုနမယ်စရင်တင်မှုတဲ့ကိစ္စထက်ပိုရည်ရတဲ့ကိစ္စတခုရှိခဲ့ပါတယ်။ပြီးတော့ဒီတိုင်းပြည်မှာဖြစ်သွားတဲ့ကိစ္စအဲ့ဒါကတော့2012မှာနိုင်ငံတော်တမယာသည်ဥသိမ်းစိန်ကိုနိုဘယ်ဆုအမည်စရင်တင်သွင်းတော်မူတဲ့ကိစ္စပဲ။အောင်မလေးအဲ့ဒီတော့ကဥသိမ်းစိန်ဆုမရလို့ဝမ်းနေနေတဲ့သူတွေထဲမှာအခုဆရာကြီးဖြစ်နေတဲ့သူတွေရောရက်ဖက်ဖွဲ့စည်းကြီးရလူတွေရော နောက်ဆုံး NLD ရလွှတ်တော်ကိုယ်စားလှယ်တွေတောင်အန်အားတင်ပွဲပါခဲ့ပါတယ်။စစ်တပ်ကိုသူတော်ကောင်းဇာသွင်းခဲ့စင်ဟာပေါ့။ တကယ်ဖိနှိပ်ခံရတဲ့သူတွေဖိနှိပ်ခံရစဲလူတွေတောင်မှဒဏ်ရာသွေးဆိုတုံရှိသေးရဲ့အမှတ်တညာနွဲပုံများညံပုံမထနိုင်ခဲ့ကြပုံများတော်သေးရဲ့နိုဘယ်ဆုရွေးချယ်တဲ့လူတွေကငတုံးမဟုတ်လို့မဟုတ်ရင်လူမျိုးလုံးတပ်ဖြတ်နေတဲ့မအားလာကိုပင်စင်ယူပကြီဆွဲပြီးအားပေးနေတဲ့ဘဘမသားကြီးနဲ့နိုဘယ်ဆုနဲ့တွဲမြင်နေရအောင်မှာပြုပြင်လုပ်ပါတယ်ဆိုရဒီကစစ်အာဏာရှင်တွေဟာနောက်ပြန်တော့မလှဲဘူးနောက်ရုံးမပစ်ပစ်ပြီးသွားတာတကယ်တမ်းဆုဆိုတာက မိမိဆောင်ရွက်မှုကိုစတဲ့တဘိုးဆောင်ရွက်နိုင်ဖို့နဲ့မိမိတို့ဆောင်ရွက်ခဲ့တာတွေကိုလူအဖွဲ့အစည်းကအသိမှတ်ပြုတဲ့ပစ္စည်းတစ်ခုတနည်းအားဖြင့်ဘဝအတွက်အခုခံတရားတစ်ခုဖြစ်ပါတယ်။တကယ်စုရတဲ့သူတွေဟာစုကိုလိုချင်လို့စုကိုစိတ်ဝင်စားလို့သူတို့လုပ်ငန်းတွေကိုလုပ်နေရမှာမဟုတ်ပါဘူး။ကမ္ဘာမှာဩဇာကြီးပေးဆိုတဲ့စုတွေကိုစုရရှိတဲ့သူတွေကညင်းမှုတဲ့တာလကတွေအများကြီးပါ။